ဒါကျွန်တော်ရဲ့ဖုန်း Oppo 3သိန်းပဲပေးရတယ်ဒီဘက်ကကျွန်တော်အမျိုးသမီးရဲ့ဖုန်းသိန်း60ပေးရပါတယ်ကျွန်တော်ဖုန်းနဲ့သူ့ဖုန်းအစ20กว่าတယ်ပြီးရင်ကျွန်တော်ဖုန်းက screen 3ခါတောင်လဲပြီးသွားပြီအခုဆိုပြုတ်ကျတဲ့အခါကျရင်နောက်ခေါက်လဲရမှကြောက်လို့ဆိုပြီးတော့မှအပေါ်ကနေမှ protection ပေါ့နော်ပြီးရင်နောက်ခေါက်ကလုံးဝ screen အမှစရုပ်ကဘာလို့ခေါ်လာတော့မသိဘူးပေါ့နော်အဲ့လေကျွန်တော်ပတ်ထားတယ် ဖုန်းကြော်ညာမဟုတ်ပါဘူးဖုန်း review မဟုတ်ပါဘူးကျွန်တော်မျိုးသမီးသိန်း60တန်း iPhone သုံးနေချိန်မှာကျွန်တော်ဘာဖြစ်လို့ဒီသုံးသိန်းတဲ့ဖုန်းလေးကိုပဲပြင်ပြင်ပြင်ပြီးတော့မှထက်ခါထက်ခါစုပ်ပြတ်တဲ့အောင်သုံးဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှ mindset လေးကိုမျှော်ပြီးချင်တာဖြစ်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်လိုမျိုးပဲခံယူတဲ့အတူတွေရှိမယ်လို့ထင်ပါတယ် iPhone ကို ထဲလဲတုံးနိုင်တယ်သလုံးပြတ်သွားရင်လည်းနောက်သလုံးအေးစင်ကို့ဝင်ငွေရဲ့အပုံတရားပုံမမတပုံလောက်ပဲဒါကွာရှိနေတဲ့ဟာမျိုးကြရင်ဒါပြောစရာမလိုဘောနော်တုံးတာတုံးပြင်တာမရှိဘူးဒါပေမဲ့ကို့တက်လန်းကိုရှာနေတဲ့လူငယ်တယောက်အနေနဲ့ဆိုရင်ဒါကြီးကိုရာမဖြစ်မယ်ဆိုရယ်စိတ်နဲ့ကိုကဒါကြီးကိုတောဝယ်လိုက်တယ်ဒါကြီးကိုပဲအဓိကရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်တေချာပြန်စဉ်းစားဖို့ဒါကျွန်တော်တို့နေပေါ့နော်အဲကိုကိုယုံကြည်မှုရော့နေတယ်လို့ထင်ရတဲ့မိတ်ဆွေများပါခဲ့တယ်ဆိုရင်ညီညီမငယ်များပါခဲ့တယ်ဆိုရင်ကျွန်တော်တို့လည်းအသွေးတစ်ခုပေါ့နော်ဒါကို့အတွက် အထောက်ပြုလေးဖြစ်သွားစေဖို့ဆိုရောမှာမြောက်ရပိတာဖြစ်ပါတယ်ကျွန်တော်မဖြစ်လို့360တန်းဝယ်နိုင်တောင်မှဘာလို့မဝယ်ပဲနဲ့ဒီ3လေးနိုင်ပဲကျွန်တော်ဆက်3မှာလဲလို့ပြောရမှာဆိုရင်ကိုဘွားတလန်ကိုရှာနေလူငယ်တွေနဲ့ asset liability ပိုင်ဆိုင်မှုနဲ့ကိုယ့်ရဲ့ပေးရမယ့်အရာကိုနှစ်ခုကွဲကိုကွဲရမှာရရမြဝင်ငွေတွေအကုန်လုံးကိုစုတမြစုဆောင်တမြငွေတွေအကုန်လုံးကို asset ပိုင်ဆိုင်မှုတစ်ခုဖြစ်အောင်မပြောင်းနိုင်ဘူးဆိုရင်ဒါတည်းပလုံဖြစ်သွားမှာပဲဥပမာဆိုပါဆိုပြကျွန်တော်တွေနဲ့ iPhone ကိုဝယ်ဖို့တော့360တန်းကျွန်တော်လက်ထဲမှာရှိလာရဆိုပါဆို Okay ရှိလာတဲ့အခါကျရင်ကျွန်တော်က သုံးသိန်းဖုန်းကိုစွန့်ပြီးတော့မှ360ဝယ်လိုက်မှာဆိုကျွန်တော်မှပိုင်ဆိုင်မှာဘာပဲရှိမှာဒီဖုန်းစလုံးပဲရှိမှာဒီဖုန်းဆိုတာအချိန်ကာလကြာလာမြတ် date လည်းအောက်လာမယ်ပြီးရင် function လည်းကြာရင်ကြာလာနိုင်မယ်ဝယ်နေတော့ခဏဘာဖြစ်တော့ကြွားလို့ခေါင်းတာပေါ့နော်ဒါပေမဲ့အတွေးကောင်းရင်ဒါမျိုးလုံးမှာမဟုတ်ဘူးအတွေးကောင်းရင်ကျွန်တော်ကျွန်တော်နဲ့ဒီဟာကိုပဲကျွန်တော်နိုင်အောင်ဘာဖြစ်တော့အာမပြက်ပြက်အောင်သုံးနေအောင်ပါပဲဖုန်းဆက်လို့လည်းစင်ပြေနေသေးတယ်လေ social media ဝင်ဖို့လည်းစင်ပြေနေသေးတယ်လေဘာပြင်စရာဘာပြောင်းစရာရှိတော့မရှိဘူးလေအဲ့ဆိုကျွန်တော်မှရလာတဲ့360ကျွန်တော်ဘာလုပ်မလဲထင်တော့ ပညာတစ်ခုလေ့လာလိုက်မှာသင်တန်းတစ်ခုသက်လိုက်မှာပြီးရလာတဲ့ပညာကကိုယ့်အနာဂတ်မှာဝင်းငွေကိုယ့်ပိုးကြီးတန်ဖိုးရှိတဲ့လူအနေနဲ့ဘာဖြစ်တော့ပြောင်းလဲပြီးသွားမှာအဲ့လိုတန်ဖိုးပို့ပို့ရှိလာတဲ့ခါကျမှနောက်ခါကျရင်ကိုကလေဒီဖုန်းဆိုတာကိုယ့်အတွက်ကိုယ့်ဝင်းငွေရဲ့၁၀ဘုံဘုံမှ၁ဘုံဖြစ်ဖြစ်မယ်၁၀၀ဘုံဘုံမှ၁ဘုံဖြစ်ဖြစ်မယ်ဆိုပိုမကောင်းဘူးလားမဟုတ်ရင်ကျတော့အခုချိန်မှာကိုယ်ရှိတဲ့မြတ်ငွေနဲ့အကုန်ဝယ်လိုက်မယ်ဆိုရင် ခုမှဒါလေးရလာခချင်းပြုတ်ကြမှကြောက်ရတာချင်းမိမှကြောက်အောင်တခုဖြစ်မှကြောက်အောင်တော့ဖြစ်တော့စိတ်တောင်ချမ်းသာမှမဟုတ်ဘူးမွေးရောင်ပူကောင်းတယ်ပေါ့နော်ဆိုတော့ခုနကတော့အနေထားမျိုးရောက်သွားတယ်ဆိုရင်ကိုကအဲတန်ဖိုးရှိတဲ့လူဖြစ်သွားရင်ဝင်ဝင်လဲကိုကကောင်းလာပြီကိုဝင်ဝင်အကုန်လုံးကိုလဲခုနကိုကိုစခေးပေါ့နော်တက်ကျွမ်းဖို့အတွက်ဒါမှမဟုတ်ချပူတန်ဖိုးရှိရလေးကိုကိုကရင်းနှီးမြုပ်နဲ့လိုက်မယ်ဆိုရင် ။ဒါကုအနာကက်အတွက်ပို့ပြီးတော့မှခိုင်မာသွားရော။ဆိုတော့မသွေးဝေးပါနဲ့။သွေးတွေမမားပါနဲ့လို့အဓိကပြောချင်ပါတယ်။ကုဘဝတလန်ကိုကုရွေချက်ကိုမမိပါနဲ့။ဒါမှသာကုကအနာကက်မှာအောင်မြင်နေမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ဒါ is a struggle ပေါ့နော်။ဒါရုန်းကန်ရတာပေါ့နော်။ဂျာရီကကြော်ဖြတ်ရတဲ့အရာတွေဖြစ်ပါတယ်။ကုအနေနဲ့အခုချိန်မှာတလုံးပြီးတလုံးကွာလဲနိုင်တဲ့နေသားကြောင့်တည်းဆိုလဲဒီဗီဒီယိုကိုနဲ့မဆိုင်ဘူးလို့ဒါမြင်လိုက်ပါ။ဒါပေမဲ့ just a reminder ပေါ့နော်ကိုအနေနဲ့ game ကပြောင်းသွားတယ်ကိုကဖုန်း game မဟုတ်တော့ကိုကဘာဖြစ်တော့ကား game ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်ကို့အတွက်က ပိုင်ဆိုင်မှုပေါ့နော်အိမ်ယာဂိမ်းတွေလည်းဖြစ်ဖြစ်ပဲပေါ့နော်ဘယ်လိုဖြစ်ဖြစ်တော့ကိုရလာတဲ့ငွေကိုပိုင်ဆိုင်မှုနဲ့အလကားကုံသွားနဲ့နှစ်ခုကွဲဖို့တော့ဒါဘာလို့မဆိုလိုတာပေါ့နော်ဒါကြောင့်မလို့တကယ်လို့ဒီအခြေခံ idea လေးအောင်နားမလည်တဲ့ဥဆိုရင်တော်တော်များလည်းတိထားပြီးသားဖြစ်တဲ့ Robert Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်လေးကိုတော့အနည်းဆုံးဖတ်တင်ပါရစေ။အဲဒါပေမဲ့အဲ့ဒီစာအုပ်ထဲမှာတော့အဓိကတော့သူကအင်ချမ်းမြေကောင်းတဲ့အကြောင်းသူကအဓိကပြောထားတာ။အင်ချမ်းမြေပိုင်ဆိုင်မှုဖြစ်ပါတယ်။အင်ချမ်းမြေကပဲဒါကိုအငားပေးတဲ့ဟာဟုတ်တယ်မှန်တယ်အငားပေးရတော့မှန်တယ်ဒါပေမဲ့ တလားတလားအငားလေး55သိန်းလောက်ဝင်ဖို့အရေးဆိုရင်အယူဆုံးကွာပါဖြစ်တော့သိန်းပေါင်းဘယ်နှထောင်ဘယ်နှတောင်းကွာပိုင်မရလေအဲအဲသိန်းပေါင်းဘယ်နှထောင်ဘယ်နှတောင်းကွာပိုင်ချင်တယ်ဆိုရင်ကြတော့ကွာဘယ်လိုလုပ်မလဲကိုကိုတန်မိုးရှိအောင်ကိုကိုဝင်ငွေကောက်အရင်ဆုံးလုံးမရမှာတန်လန်းရှာနေလူငယ်လေးနဲ့ဒီလောက်တောင်စူးစမ်းမဲ့ချိန်မှာဖုန်းတစ်လုံးနဲ့အလုရှုပ်နေတယ်ဆိုရင်အဆင်ပြေနိုင်ဘူး ဘာလို့ဆိုတော့ကျွန်တော်တို့ကကိုယ်တိုင်ပေါ့နော်ဒါလေးဟိုစူးစမ်းနိုင်ခဲ့တဲ့စိတ်ကိုရအောင်ထိန်းတဲ့အတွက်ကြောင့်မလို့ကိုစားနိုင်နည်းနည်းစားနိုင်တောင်းနိုင်အချိန်တွေရောက်ရင်မရှိသေးရပါဘူးเนาะအများကြီးစူးစမ်းရအောင်ပါကိုယ့်ကိုယ်လည်းသိရပါဘူးเนาะဒါပေမဲ့ခုမှဒါကိုယ့်ဘဝတန်လန်းကိုရှာနေတဲ့လူငယ်ဆိုရင်အသက်အရွယ်တခုတော့ရောက်လာပြီဆိုရင်ဒါကိုယ်တော်ကကိုယ့်စိတ်ကိုမနိုင်တည်ဘူးဆိုရင်အချိန်တွေမကောင်းနိုင်လို့အဲပြောကျွန်တော်နဲ့ရင်ပတ်ချင်းတူတဲ့ညီကိုတွေမောင်နှမတွေကိုဒါပြန်ပြီးတော့မှ remind လုပ်ချင်တာကိုယ့်ကိုယ်လည်း remind လုပ်တာပေါ့เนาะဘာလို့ဆိုတော့ကိုယ်လည်းအချိန်မို့တစ်ချိန်က လမ်းလွှဲတော့မှလည်းစိုးရလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကောင်းတော့မှအများကြီး lesson တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာပေါ့နော်ဒီ ZTA တင်တန်း10နှစ်လောက်ကျွန်တော်ဖွင့်ခဲ့တယ်ဖွင့်ခဲ့တဲ့ကာလကို10နှစ်လောက်ကိုတင်တန်း3ယုံဖွင့်လာနိုင်ဖို့အတွက်ဆိုရင်အခြေခံပေါ့နော်ကိုကိုယ်တိုင်အဲ့စိတ်ကိုနိုင်ခဲ့လို့အဓိကပြပြောမယ်ဆိုရင်ကျွန်တော်တင်တန်းပထမဆုံးစဖွင့်တဲ့နေရာမှာဆိုရင်ဘာဆက်ပစ္စည်းမှမရှိဘူးအရန်စီးချင်နေတဲ့ dream cycle တစ်စီးရှိတယ်အာစိတ်ထဲမှာငုံငယ်ဆိုရရန်လဲကွာ ယောက်ျောက်ယောက်ျောက်ဖြစ်ရှင်တဲ့ချင်းဆိုတော့ဆိုင်ကလတ်လတ်လေးလက်လက်မိပြီဆိုရင်စီးပြချင်းနေပြီကိုကလည်း body လည်းဆတ်ဆော့တာဆိုတော့ဘာပြောကြွားချင်တာပေါ့နော်ကိုကို highlight လေးတစ်ခုပေါ့ကိုကိုကို accomplishment ပေါ့နော်ဒါတစ်ခုဖြစ်ရှင်တဲ့ခါကျတော့အရင်ဝယ်ချင်တာဒါပေမဲ့အဲ့ဆိုင်ကတန်ဖိုးကဂျင်ဆက်ပစ္စည်း30တန်ဖိုးနဲ့ညီမျှတယ်အဲ့ချိန်မှာကျွန်တော်စိတ်လျှော့တာအခုငါဝယ်နိုင်တယ်ဆိုရင်မဲ့ဒီ idea ခုနအခုပြောတဲ့ mindset ကကျွန်တော်ခေါင်းထဲမှာရှိနေခါကျတော့ကျွန်တော်ရအောင်ကိုမြို့သိပ်ပြီးတော့မှဆက်ပစ္စည်း30ဝယ်လိုက်တယ်30ဝယ်ပြီးတော့ဘာလုပ်တယ်ထင်တော့ ဂျင်းဆက်ပစ္စည်းတစ်ဆက်မှမရှိတဲ့သင်တန်းရုံကနေမှဂျင်းဆက်ပစ္စည်းရောက်လာတော့သင်တန်းကြီးလေး9000တောင်းလောက်တိုးလို့မရဘူးလားအေးဆေးတိုးလို့ရတာပေါ့အဲ့တော့ဘာဖြစ်သွားရဲ့ထင်တော့နှစ်လသုံးလနဲ့ကြေသွားတယ်ကြေသွားပြီးတော့ဘာဖြစ်တော့ကျွန်တော်အဲ့ဒီစိုင်ကယ်ကိုရအောင်ဘာဖြစ်တော့စီလာနိုင်ခဲ့တယ်ဆိုတော့အာဒါကဘာဖြစ်တော့ဦးစားပေးပေါ့နော်ဘာလို့ဆိုတော့အဲ့လိုမှမဟုတ်ဆိုရင်ကို့ဘဝတလန်နောက်နောက်ကြလာမှာကိုကိုပူတန်ဖို့ရှိအောင်ဒါမှမဟုတ်ပိုင်ဆိုင်မှုလေးတွေပို့ပြီးတော့မှရှိလာအောင်ကြိုးစားရဲဆိုရင်ကို့ဘဝအနေထားလေးကပို့ပြီးတော့မှတတော်တတာဖြစ်လာနိုင်ပါတယ်ဒါကြောင့် ကျူစာနေညီငယ်တွေညီမငယ်တွေပါလို့ဆိုရင်အတွေးမမဖို့အတွက်မျှဝေပေးတာဖြစ်ပါတယ်ဒီမှာဆိုရင်လဲဖုန်းနာမွေတာ iPod တော့ဝယ်တယ်ဒီ iPod က9သိန်းလောက်ရှိတယ်ဟာဆိုဘာလို့ဖို့တော့အုတ်ဖို့လဲဆိုတော့ဒါလေးကကျွန်တော်ဝယ်ဖြစ်သွားတာကအရင်တော့ကျွန်တော်နေတဲ့နေရာရန်နာကြီးอ่ะဒါပေမဲ့အဲ့မှာနေရာကိုက်တယ်အလိုလိုလဲအဆင်ပြေတယ်နာကြီးခံနိုင်ဖို့ပဲလိုတာဒါပေမဲ့ကြာလာတော့ရန်နာကြီးလာတော့ဘာဖြစ်လဲဆိုတော့ တီးမကန်နိုင်တော့တည့်ရတည့်ရဆိုရင်အလုပ်အချိန်ကလွဲပြီးတော့တစ်ချိန်လုံးအပြင်ထွက်ချင်လာတာအဲ့တော့ကုန်ကျစရိတ်တွက်ကြည့်လိုက်မယ်ဆိုရင်အပြင်ထွက်တာမြင်ရင်တစ်ခါထွက်ရင်ပါဖြစ်လို့နှစ်ကောင်းသုံးကောင်းအပြင်မှာတွက်ထိုင်ရတယ်ဆိုင်ထိုင်တယ်စားတယ်စီဖို့တွေကုန်တယ်အဲ့တော့ပြန်တွက်ကြည့်ရင်တလားတလားပါဖြစ်လို့ကုန်နေရအပြင်ထွက်ချင်တာနဲ့ပေါ့အမောပြေချင်တာနဲ့ပေါ့အဲ့တော့မဖြစ်တော့ဘူးပေါ့နော်တခုလုံးမရတော့မှဒီနေရာပြောင်းမှရတော့မှာအဲ့တော့အဲ့ဒီနေရာပြောင်းမယ်ဆိုလဲငါးခါလဲပေါ့ပြောကိုကရှုံးမှာအခါလဲအရှုံးခံပြီးတော့ထွက်အောင်မှာနောက်တစ်ရံမှာလဲပြန်သွားငါးမှာဆိုတော့ဒါကြီးက ကိုဒါကြီးကိုတီးမခံနိုင်လို့ဆိုရင်သိန်း150 200လောက်ပုံမဲ့ကိစ္စမျိုးကြီးဆိုတော့ဒီခုနှစ်သိန်းလေးကကျွန်တော်ကိုနောက်ထပ်တနည်းနည်းနည်းလောက်စိတ်ကိုဆွဲဆန့်ပေးနိုင်ခဲ့တယ်ဘာလို့လဲလို့ပြောမှဆိုရင်ဒီကဒီဒီ app 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 ဟုတ်လား app ဟုတ်တယ်နော်ဘယ်လောက်ဒီစိတ်ဝင်စားလဲဆိုတော့နည်းနည်းမသိ app okay အဲ့တော့ app လေးကိုကျွန်တော်နားထဲမှာကျွန်တော်တက်လိုက်တယ်ဆိုရင်အတန်နေကုန်ပျောက်သွားတယ် လူတန်းလွဲလို့ပေါ့နော်လူတန်းကဒါတော့သူတို့ကလည်းအရေးကြီးလို့ထားတာအနေမှာပေါ့နော်ဘေးကနေမှစက်တရေစူညံတန်းနေစောင်းဘောက်စတန်းနေတချင်းတန်းကျိန်းဖွင့်တာတွေပျောက်သွားအချိန်မှာကျွန်တော်အလုပ်ကောင်းလို့လို့ရတယ်အဲ့တော့ဒီခုနှစ်သိန်းနဲ့ကကျွန်တော်သိန်းနဲ့ရဆယ်ပြည့်အတွက်ကြောင့်မလို့ဒီခုနှစ်သိန်းကသုံးရတာတန်းတယ်ဟုတ်ပြီနော်โอเคအခုလဲကျွန်တော်ပြီးခဲ့တဲ့နှစ်ရက်ကတည်းကျွန်တော်တို့ App Store တခုသွားခဲ့တယ်ပြီးတော့ iMac iMac ဘာလဲ iMac M4 ဆိုဆိုပြီးတော့ကျွန်တော် desktop ပေါ့နော်ကျွန်တော်တို့ဒါတော့ဝယ်ခဲ့တယ် ဟာအဲ့ဆိုရင်ဖုန်းကြောင်မွဲဘူးအဲ့ဒီကောင်သိန်း80သိန်း80တန်းကျော်ဘာဖြစ်လို့ဝယ်လဲ laptop ကျွန်တော်သုံးတဲ့ laptop ဒါလေးကကျွန်တော်ဝယ်ထားတာခုနှစ်နှစ်ရှစ်နှစ်ရှိပြီအခုဘာမှသုံးလို့မရတော့ဘူးပြီးရင်ကျွန်တော်အခုလက်ရှိအလုပ်ကကျွန်တော်နေ့စဉ်နဲ့အမျှ live တွေလွှင့်ရတယ် Okay ပါကျွန်တော်ဒီမှာဆိုရင်ကျွန်တော်နဲ့သူလေ့ကျင့်ခဲ့လို့ကြားတဲ့မိတ်ဆွေတွေပါအခုလေးနေသူတို့တွေသူတို့ရဲ့ကောင်းကျိုးလေးတွေကိုပြောပြထားပါတယ်လူပေါပါသွားတယ်တဲ့ကျမ်းမိုင်မောခံနိုင်လာတယ်တဲ့အိမ်မနေရင်လည်းကျွန်တော်လုံးလို့ရတယ်တဲ့ဒါလေးကကောင်းကျိုးလေးတွေပေါ့နော် အများကြီးပါကျေးဇူးတင်ပါတယ်အခုလိုကောင်းတဲ့ review လေးရေးပေးတဲ့အတွက်ကြောင့်မလို့ပြီးရင် video အတင်းနေလို့အခုလိုပေါ့မိတ်ဆွေကြည့်လို့ရတဲ့ video လေးဖြစ်လာဖို့အတွက်အတင်းနေလို့ရတာဆိုတော့ကျွန်တော်အချိန်နေမကုန်ဖို့အတွက်အလုပ်ကိုမြန်မြန်ပြီးစီးဖို့အတွက်ဆိုပြီးတော့မှ ကောင်းတဲ့ပစ္စည်းကိုနောက်ထပ်9နှစ်ကနေ10နှစ်သုံးဖို့အတွက်ဆိုရင်မှရင်းနှီးမြှုပ်နှံလိုက်တာ။တော့ဒါအကျအလုပ်အတွက်ဖြစ်သွားပြီလေ။အမို့ရင်ကို့အတွက်ကိုကြည်ပဲကျွန်တော်တို့ကြည်နေမယ်ဆိုရင်အဆင်ပြေဘူး။အခုဒီ iMac ကိုကျွန်တော်သိန်း80ရင်းလိုက်တယ်ဆိုရင်မှဒီကနေမှကျွန်တော်ကိုပြန်ပေးမယ့်ရလဒ်ကမိတ်ဆွေတို့ကိုဗီဒီယိုပို့ပြီးတော့မှမြန်မြန်သင်ဖို့အတွက် editing လုပ်ချိန်ပို့ပြီးတော့မှမြန်လာမယ်။ခင်ဗျာကျွန်တော်နေနဲ့က Windows အမျိုးအစားတွေကိုတောင်းရတာပို့ပြီးတော့မှ used to ဖြစ်နေပြီမဲ့ ရရှိဆိုရင်စက်တရလေးလာတယ်စိတ်မရှိဖြစ်ရတာပေါ့နော်ပြီးတော့တခုစောင့်ရတဲ့ဟာတခါစောင့်ရင်ကို5စက္ကန့်ဆိုရင်10ခါဆိုရင်အခါတရဆိုရင်အချိန်တွေအဲ့ဒီတွေဘယ်လောက်ကုန်သွားတော့အဲ့တော့ကြောင့်မလို့ယဉ်တင်တယ်လို့မြင်တော့ကျွန်တော်ယဉ်လိုက်တယ်အဲယဉ်တာနဲ့မြပို့ပြီးတော့မှအမျက်ထွက်လောင်းကျူးစားဖို့ရှိတာပေါ့နော်ဆိုတော့ဒါကပုံသေးမရှိဘူးကိုရောက်သွားတဲ့အချိန်ဒီပုံမူတည်ပြီးတော့မှ ပြန်ပြီးတော့မှရွေးချယ်ဘာလို့ပဲဖြစ်ဖြစ်ကိုယ့်အတွက်ကခုနပြောလို့ပေါ့နော်စိတ်လန့်မှန်ပါပဲရွေးနေလို့တော့မရဘူးပေါ့နော်အဲ့အလေးကိုမြင်အောင်တိဖို့လိုတာပေါ့နော်ဒီလို idea မျိုးနဲ့ကျွန်တော်ရဲ့ဒီစင်ဘွားကိုဖျက်တဲ့နေပါတယ်ဒါလည်းလက်တလုံးမှာလည်းဖြစ်နေကိစ္စကိုခေါင်းထဲမှာပေါ်လာတဲ့အတွက်ကြောင့်မလို့ရောဒီ content လေးရက်လေးဖြစ်ပါတယ်မိစွေတွေအကျိုးရှိခဲ့ရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါတကယ်လို့ကို့မှာလည်းဒီလိုမျိုးအတွေးလေးရှိရဆိုရင်လည်းကိုပြောပြချင်တဲ့ဟာလေးရှိရဆိုရင်လည်း comment မှတ်ခဲ့လိုက်ပါကျွန်တော်တို့လည်းသိချင်ပါတယ်ကျွန်တော်တို့လည်းဖတ်ချင်ပါတယ်မိစွေတွေအမင်္ဂလာရှိရောနေ့ရက်လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်ပြီးဆုံကြပါမယ် 拜拜。Bye bye.